အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏလေးတော့ Grade 11 English Uniform မှာပါတဲ့ Good to Enough to အကြောင်းကို Cambridge Grammar စာအုပ်ထဲမှာကျွန်တော်တို့ဘယ်လိုရှင်းပြထားလဲဆိုတာကိုလေ့လာကြမယ်ပြီးရင်စာအုပ်ထဲကအဖြစ်နဲ့ကျွန်တော်တို့အဖြစ်ဖို့ဖြစ်နည်းဘာကြောင့်လွဲနေတယ်လဲဆိုတာလေးကိုကျွန်တော်တို့အတူတူဆွေးနွေးကြပါမယ် ဟုတ်ကဲ့ပါတင်ကန်းစာလေးကိုမစတင်မီကျွန်တော်ရဲ့ channel လေးကနေ Great 10 11 20ပတ်သက်တဲ့အင်္ဂလိပ်စာတင်ကန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာတင်ကန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာကြောင့်မို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးဖို့ဥစွာတောင်းဆိုပါရစေနောက်ပြီးကျွန်တော်ဒီ Great 10 sorry Great 11 textbook ထဲကဒီ Forsi Grammar ABC ကိုကျွန်တော်ဗီဒီယိုနှစ်ပုတ်ခွဲယူလို့မှတင်ထားပါဗျ။အကယ်၍ဒီတင်ကန်းစာကိုမကြည့်ဘဲနဲ့ဒီ Forsi Grammar ကိုပဲတန်းကြည့်ခြင်းတဲ့သူကညာဘက်မှာပေါ်လာတဲ့ link လေးကိုနှိပ်ပြီးတော့မှတွားကြည့်လို့ရပါတယ် ABC ကိုကျွန်တော်နောက်ပုတ်ခွဲမှတင်ထားတာပါပထမပထမပေါ်လာတဲ့ link ကတော့ A အတွက်ပါဒုတိယပေါ်လာတဲ့ link က BC ဖြစ်ပါတယ်အဲ့တော့ A ကိုလေ့လာကြည့်ရင်တော့ပထမပေါ်လာတဲ့ link လေးကိုနှိပ်ပေးလိုက်ပါ B နဲ့ C ကိုလေ့လာကြည့်ရင်တော့ဒုတိယပေါ်လာတဲ့ link လေးကိုနှိပ်ပေးလိုက်ပါခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့2 to enough to enough နဲ့2ချောင်းကိုလေ့လာကြရအောင် enough in 2 enough enough goes after adjectives and adverbs. Enough the year. Adjective way, adverb to year, now ma, like by I can run very far. I'm not fit, not fit enough. You know, lo 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 lo, ma jam ma wu the Not enough fit mo bu To go dong jin yin, the adjective and now ma, Let's go. Do ya on, we have waited long enough. Ngoro, and do down, song a bibi. Do li jang, lo song a bibi bobo Okay, enough normally goes before noun. Noun is so you know. Now like We have enough money, we don't need any more. There were there weren't enough chairs. Some some of us had to sit on the floor. ကျွန်တော်တို့လုံလောက်လောက်ကလထိုင်နေလုံလောက်လောက်မရှိခဲ့ဘူးတဲ့ဒါကြောင့်မို့ချို့တွေကတက်နေပေါ်မှာထိုင်ခဲ့ရတယ်။ We also use enough alone. Enough ကိုတူတခုတည်းတုံးလို့ရတယ်တဲ့ without a noun or adjective. Adjective တွေ noun တွေမှာပါပဲနဲ့ပေါ့ဗျာ။ We don't need we don't need more money we have enough စသဖြင့်ပေါ့ဗျာအဲ့တော့ဒီနေ့မှာမှတ်ထားရရှိတာက enough the adjective တွေ adverb တွေအနောက်မှာလိုက်တယ်နောက်ရအရှိမရေးရတယ်သူတစ်ခုတည်းလည်းရေးလို့ရတယ်ဆိုတော့ပါပဲ okay b ကိုကြည့်ကြအောင်ဆို two in enough compare two in not enough two နဲ့ not enough ကိုလေ့လာကြရအောင် you never stop walking မင်းအလုပ်လုပ်တာဘယ်တော့မှမရဘူးတဲ့ you are too hurt မင်းအရန်ကိုအလုပ်ကြိုးစားလွတ်နေ more than is necessary လိုအပ်တာချက်ကိုပို့ပြီးတော့မှလုပ်လွှဲနိုင်အောင်ပြောချင်တာလိုအပ်တာချက်ကိုပို့တော့ဆိုရတဲ့ပဲပေါ့ you are lazy you don't work hard enough ဒါတော့ less than is necessary လိုအပ်တာချက်ကိုယော့ပြီးတော့မှသူလုပ်တာကိုပြောချင်တာအဲ့တော့ too နဲ့ not enough က too ဒီလိုအပ်တာချက်ကိုပို့တယ် not enough ကလိုအပ်တာလောက်မရောက်ဘူးပေါ့နော် okay compare too much money and enough there is too much furniture in this room ကျွန်တော်တို့ဒီ grade 11 text မှာလည်းပါတယ်ဒီ adjective တခုတည်းရေးလို့မရဘူးအနောက်က noun ဟောပါတွဲပါလိုက်ရတခါတည်းယူရမယ်တွဲလိုက်ယူရမယ်ဆိုတော့ there is too much furniture in this room there is not enough space ဖြစ်ပါတယ် there were too many people in not enough chairs လူတွေအများကြီးရှိတယ်အများလွန်းနေတယ်လို့ကလထိုင်နေလုံးလုံးဆိုတာမရှိဘူးတဲ့ enough ကို noun ရဲ့အရှိမှာပြီးတော့ဒီ to ကတော့ the too many people, the too agitable, yeah. That's why okay, so we'll you see my blue shimmer, how they let you go. Okay, you know, Dali, we shall know, man. Enough or two plus four and two, but enough to two to move the four and two net radio, my donor, though. We say enough or two for somebody or something. Uh, enough, enough for it, two for it, and our marginal rule. That somebody something like that. Don't know yeah. Does Joe have enough experience for the job? Joe ma already dilo about the biro ma lo 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 de tu chung xi la. This bag isn't big enough for all my clothes. This shirt is too small for you. You need a large size. ဆက်ကြည့်ပြပေါ့နော်။ဒီဟာကတော့ too to enough to move တွေ့ဘူး. enough to အနောက်က for somebody or something တခုပဲရှိသေးတယ်။ we say enough or two to do something. Do something like you are. Does Joe have enough experience to do the job? For the job, to do the job like you are. Let's get a taxi. It's too far to walk home from here. Such a people. She is not old enough to have a driver license. Such a people. The next is has both four and two. The Isabel are four or two. The the bridge is just wide enough for two cars to pass one another ဒါကျွန်တော်တို့ဒီလိုမှတ်ခဲ့တဲ့ပုံစံက subject မတူဘူးဆိုရင်ကျွန်တော်တို့က22242ဒါမှမဟုတ် enough for two နဲ့ရေးရတဲ့ဆက်သုံးဖြစ်ပါတယ်ကျွန်တော် example တွေတစ်ခုချင်းရှင်းပြတာကအရင်လွယ်နေလို့ပါအဲ့တော့ဖြည်းဖြည်းချင်းလေ့လာခြင်းလည်းအဗီဒီယိုလေးကို pause လုပ်ပြီးတော့မှလေ့လာစီခြင်း ਨੇ okay ဆက်သွားကြအောင်ဆို too hot to eat ဒါကျွန်တော်တို့ဆင်းရဲခြင်းနဲ့အပိုင်းလာပြီပေါ့နော် the food was very hot အဲအစားအစားစာကအရင်ပူလွင်းတယ် we couldn't eat it စားနိုင်မှု okay the food was so hot that we couldn't eat it အတူတူပဲနော်ဘတ်တာဝင်မဲ့ the food was too hot to eat not to eat it ကျွန်တော်တို့ဒီမှာ id ရဲ့ id ရဲ့ဒီစာချုပ်ကတော့ကျွန်တော်ခွေးရင် id ရဲ့ကတော့ဒီ food ကိုညွှန်းညင်တာကြောင့် id ရဲ့ထည့်တယ်ဒီမှာလည်းဒီတိုင်းပဲ so that ဆိုရအတုံးကစေရန်ဆိုရတဲ့ပဲကြောင့်မို့ id ရဲ့ကို the food စားပြန်သုံးတယ် too to နဲ့ရေးလိုက်တယ်ဆိုရင်ကျွန်တော်တို့က id ကိုပြန်မထည့်ရဘူးဆိုတာလေးကိုမှတ်ထားရမယ် In the same way we say "di ဒီလိုပုံစံနဲ့တဲ့ကျွန်တော်တို့ဒီလိုပြောကြတယ် these fossils are too heavy to carry not to carry them ဒီ these forces ကိုညွှန်းနဲ့ them ထည့်စံလို့တော့ the wallet was too big to put in my pocket not to put it i did လို့တော့ i did ကိုပြောပြရမယ် the chair isn't strong enough to stand on not on it no the chair this chair ကိုညွှန်းနဲ့ i did ဒီမလို့တော့ဘူးတဲ့ okay ကျွန်တော်တို့ဒီသင်ခန်းစာလေးလေ့လာခြင်းအဖြစ်အကယ်၍အခြေခံပိုင်းလိုအပ်နေတဲ့သူက ဒီ grade 11 test ထဲမှာပါတဲ့ဒီ grammar lesson ကိုဖြေရတာပုံမှန်လွယ်ကူလိမ့်မယ်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ exercise ကလေးကိုအတူတူလေ့လာကြည့်ကြရအောင်။ It's a site ga complete the sentences using enough plus the following words. Enough ne အောက်ပါပေးထားတဲ့ word တွေကိုတုံးပြီးတော့မှာတဲ့စာကြောင်းတွေကိုဖြည့်စေပေးပါတဲ့ဒီနေ့မှာနည်းနည်းမွှဲနေလို့ကျွန်တော်ဒါလေးတွေကိုဖြည့်လိုက်အောင်မယ် chess တုံးပြီးတာ heart လဲတုံပြီးသားဖြစ်တယ်ဒီနေရာမှာထားရမှာက adjective effect တွေအနောက်မှာ enough noun ဆိုရင်တော့ noun ရဲ့အရှိမှာ enough ထည့်တာပါ okay you are lazy you don't work hard enough hard to like be some of us uh, some of us had to sit on the floor there weren't enough chairs chairs လဲပြီးဖြစ်ပါတယ် okay number 3ကြည့်အောင် public transport isn't good here နော်ဒီ public transport ကလည်းဒီနေရာမှာမကောင်းဘူးတဲ့နော် and there aren't enough နဲ့တွဲရမှာဆိုတော့ transport နဲ့ဆိုင်တာဆိုတော့ bus ပဲရှိတယ်အဲ့တော့ there are noun ဆိုတဲ့အတွက်ဒီ noun ဆိုတဲ့အတွက် enough ကိုဒီ noun ရဲ့အရှိမှာထားပြရမှာပေါ့ so enough buses ဖြစ်တယ် I can park the car here ဒီနေရာမှာကပ်ပါကင်ထိုးလို့မရဘူးတဲ့အကရထားလို့မရဘူးတဲ့ the space isn't အကရထားလို့မရဘူးအဲဒီနေရာကပေါ့နော်နေရာလက်ကအကရထားလို့မရဘူးအရန်ပါဖြစ်လွန်းလဲ no isn't အိနက်နဲ့တွဲရမှာဆိုတော့လုံလောက်လောက်မကျေဘူးလို့ပြောမှာပေါ့ဗျာအဲ့တော့ isn't white enough ရမှာကျွန်တော်တို့ white ထဲတာပါโอเคဒီမှာ white next i always have to rest ကျွန်တော်အမြဲတမ်းပြေးလွှတ်နေရတာတဲ့ there is never အဲဘာလို့ပြေးလွှတ်နေရဆိုအချိန်မရှိလို့ပေါ့ဗျာ there is never enough time ဖြစ်ပါတယ် enough time you need to change your diet မင်းရဲ့စားတော့တဲ့ပုံစံကိုမင်းချင်းမှုလိုအပ်နေပြီတဲ့ you don't eat မပါမစားဘူးလေဒီမှာအစားစားဆိုလို့ vegetable ပဲရှိတာ vegetable က vegetable က noun ဆိုတော့ enough vegetable ပေါ့ဗျာ okay vegetable ပြီးသွားပြီ i'm i'm not good at basketball ကျွန်တော် basketball ကစားတာမတော်ဘူးတဲ့ i'm not basketball စားတာမတော်ဘာကြောင့်လဲဆိုတော့ i am not enough ဘာကြောင့်မို့လဲမရှိလို့ပေါ့ဗျာ i am not tall enough okay အဲ့ဒီတကြောင်မို့အဲ့ဒီတကြောင်တော့မှာပဲ enough ကိုရေးရတာ the car is quite small ကားကတော်တော်လေးတီးလွန်းနေတယ် Do you think မင်းထင်လား there is uh enough ဘာထင်မလဲ for five of us ကျွန်တော်တို့၅ယောက်ငါတို့၅ယောက်အတွက်အခန်းပေါ့ဗျာခန်းဆိုတာနေရာကိုပြောချင်တာ there is room sorry ကျွန်တော်ထောမဝိုင်းရလေလို့ room ဆိုတာဒီနောင်ဖြစ်တဲ့အတွက် enough ကိုနောင်ရဲ့ရှိမှာပဲထားရမှာအဲ့တော့ enough room ဖြစ်တယ်နံပါတ်9 are you blah 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 are you အဲ့တော့ အာယူ enough enough ပါရှိကျွန်တော်တို့မှာ cups နဲ့ one မရှိလို့လားဆို one မထည့်ရတော့မှာပေါ့အာယူ one ဆိုတဲ့ adjective ဖြစ်တဲ့အတွက် adjective အနောက်မှာပဲ enough ကိုထည့်ပေးရမှာ are you warm enough or shall i search in the heating okay 10 we can all have coffee at the same time ငါတို့တစ်ချိန်နဲ့အတူတူ coffee တောက်လို့မရဘူးတဲ့ we don't have ကျွန်တော်တို့ခွက်တွေလုံးလုံးလောက်မရှိဘူးဆိုတော့ cup ဆိုတာဒီ cup ဆိုတာကနောင်ဖြစ်တဲ့အတွက်နောင်ရဲ့အရှိမ enough ကိုထည့်ပေးရမယ်အဲ့တော့ enough cups ဖြစ်ပါတယ်။ Okay နောက်ဆုံးတော့ဆင်ပြေမယ်လို့ထင်တယ်။စစ်ကြည့်ကြအောင်ဆို Complete the answer to the question မေးခွန်းနေရဲ့အဖြေတွေကိုဖြည့်စွက်ပေးပါတဲ့ Use to or enough less the words and brackets ခုနကမှာပေးထားတဲ့စကားလုံးတွေကိုတူတမို့ enough နဲ့ဆက်ပေးပါတဲ့ဒီနေ့မှာတိထားရမှာကကျွန်တော်တို့ကအမ် negative သဘောဆိုရင်တော့ to ကိုသုံးတာအဲ့တော့ enough ဒါကျွန်တော်ဖြည့်ကြည့်လိုက်ရင်လွယ်ပါတယ်ဖြည့်ကြည့်ရအောင် that sophie have a driving license sophie မနော်ရမလန်စင်ရှိလားတဲ့သူက oh သူက oh no she's not old enough to have a driving license ဖြစ်တယ် okay โอบิทาวတဲ့ကျွန်တော်တို့ကထူးထက်လို့တော့မရဘူး she is too old ဆိုရင်အရန်ကိုတကြည်လွန်သွားပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟုတ်ကဲ့နံပါတ်2 i need to talk to you about something မင်းနဲ့က တခုခုကြောင်းအဲပြောဖို့လိုနေပြီအဲ busy အလုပ်များနေတယ်တဲ့ well i'm afraid အနာပါတယ်တဲ့ i am ဘာဖြစ်နေလို့လဲငါအရန်ကိုအလုပ်မဲ့နေစကားပြောဖို့အရန်ကိုအလုပ်များလွန်းနေတယ်ပေါ့အဲ့တော့ i am afraid i'm afraid i am too busy to talk to you now okay let's go to the cinema ပြေရှင်သွားကြအောင်တဲ့နောက်ကျနေပြီအဲ့ဆိုတော့နောက်ကျလွန်းသွားပြီပေါ့ no is too late to go to the cinema ဖြစ်ပဲ Okay why don't we sit outside ငါတို့ဘာကြောင့်အပြင်မှာမထိုင်ရတာလဲအဲ့တော့အပြင်မှာကအေးနေလို့ပေါ့ဗျာမနှွေးလို့လုံလုံလောက်မနှွေးလို့ပေါ့ So it's not warm enough to sit outside ဖြစ်တယ် Would you like to be a politician မင်းနိုင်ငံရေးတမတယောက်ဖြစ်ချင်သလားတဲ့ No မဖြစ်ချင်ဘူးတဲ့ I am ဘာလို့လွန်းလဲသူရှစ်လွန်းနေပေါ့ဗျာ I am too shy to be a politician Would you like to be a teacher မင်းဆရာတယောက်ဖြစ်ချင်သလားတဲ့ ဖိရှင်လို့ပေးထားတယ်ဖိရှင်ကနောင်ကြီးဖြစ်တယ်တိခံမှုပေါ့နော် no ဖြစ်ချင်မှု i don't have ဘာထင်မလဲ now ဆိုတဲ့အတွက် enough patience to be a teacher did you hear what he was saying သူဘာပြောလဲဆိုတော့မင်ကြားခဲ့လားတဲ့နော် no မကြားခဲ့ဘူး we were ဘာလို့လို့လဲဝေးလို့လို့ပေါ့ far away ဆိုတော့ we were too far away to hear what he was saying ဖြစ်တယ် okay can he read a newspaper in english သူအင်္ဂလိပ်စာသတင်းစာကိုဖတ်နိုင်လားတဲ့ no mapanaimu he doesn't know english ka naung yin phit de twae jnaw lo ga naung enough english to read a newspaper phit par de hoke da so yin make one sentence from two So jnaw na will go de complete the new sentence using two or enough to two da mho enough to ne twae pi lo โอเคဒါလေးတွေကိုကျွန်တော်တို့ဖြည့်ကြည့်ကြရအောင်စတဲ့နှကြောင်းပေးထားတယ်ကျွန်တော်တို့ပုံမှန်ဖြည့်နေကြတိုင်းပဲအပေါ်ကဟာတွေကတော့ကျွန်တော်တို့ general knowledge ကျွန်တော်အမြင်မြန်လေးသွားခဲ့တာကျွန်တော်တို့ဒီအကြောင်းကိုဆွေးနွေးကြမယ် we couldn't carry the boxes they were too heavy အဲ့တော့ the boxes were too heavy to carry ကျွန်တော်တို့ဒီမှာပုံမှန်ဖြည့်နေကြကနော်အမ် we ဒီမှာ subject ဒီမှာက they subject ဒီ they ကဘာပြောနေတာလဲ the boxes ကိုညွှန်းနေတာ subject ကမတူဘူး Rajamu general the Ganayama Semblu Yimala. The bowsers were too heavy for them to carry Luyama. Turonyalinama do for them to Tau Bimarao General Sunijame. Number two, I can drink this coffee, it's too hot. Bumadai major subject matu, I the maga it. Eka coffee unjana. And this coffee is Madonna negated the was on a two near Yama. Boy, this coffee is too hot for me to drink. Okay? Nobody could move the piano, it was too heavy. ဘသူမှဒီစန္ဒယာယူမမနိုင်ဘူးတဲ့မရွှေ့နိုင်ဘူးမရွှေ့နိုင်ဘူးတဲ့အရန်ကိုလေလွတ်နေပေါ့အဲ့တော့ the piano the piano was too heavy for anybody to move ဒီနေ့မှာကျွန်တော်တို့ nobody ဟို too မဟုတ်ဘူးမှာ negative တဘောဆောင်တဲ့အတွက်ကျွန်တော်တို့က nobody လို့ရေးလို့မရတော့ဘူးအပြည့်ရတာအငင်းတဘောဆောင်တဲ့အတွက် anybody လို့ပဲသုံးရမယ် everybody လို့သုံးလို့မရအောင်ဆိုတည်ထားရမယ် Okay, four. Don't eat these apples. They are not ripe enough. Any bandidi these apples are not ripe enough to eat. Okay, number five. I can't explain the situation. It's too complicated. At So, the situation is too complicated for me to explain. Subject Okay. Number six, we couldn't climb over the wall. The new general it was too high. The wall was too high for us to climb over. Number seven, three people can not sit on the sofa. On this sofa, it is too big. It, it isn't big enough. You know the sofa isn't big enough for three people to sit on today. You can see some things without a microscope. They are too small. အဲ့တော့အဲတီးလွန်းလို့တချို့အရာတွေကိုမိုက်ခရိုစကုပ်မပါဘဲမမြင်နိုင်ဘူးတဲ့အဲ့တော့ some things are too small to be seen or to see without a microscope အဖက်စပိုင်နဲ့ရေးပြောပြောနေတာကြောင့်မို့သူပစ္စည်းတို့တော့ဒါသူစီးလဲရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဖြေသွားတာကဘာမှခက်ခဲမရှိဘူးသူဖြေထားတဲ့ပုံစံတွေကကျွန်တော်တို့နည်းနည်းကွဲလွဲနေတယ်ကိုပြောချင်တယ်အဲ့တော့သူဖြေထားတဲ့ပုံစံကဒီမှာကြည့်အောင်နံပါတ်2မှာဆိုရင်ကျွန်တော်တို့ဖြေတာဒီ the coffee is too hot for me for me ဆိုပြီးတော့ အဲကျွန်တော်တို့အတွက်ခဏလေးပါကျွန်တော်အယောင်လေးပြောင်းလိုက်ပါစေအနှစ်ယောင်လေးလုပ်လိုက်မယ်ဗျာအဲအနှစ်ယောင်မကောင်းဘူးအစင်းယောင်လေးလုပ်လိုက်မယ်โอเคဒီနေရာမှာကျွန်တော်တို့ for me ဆိုတာဒီ subject မတူလို့ကျွန်တော်တို့ for me လို့သုံးလိုက်တာသူဒီမှာမသုံးထားဘူး this coffee is too hot to drink လို့ပဲသူရေးထားတယ်နောက်ပြီး အဲဒီဟာတော့ဒီဟာတော့အတူတူပဲတော်ဒီမှာလည်းသူမထည့်ထားဘူးเนาะဒီမှာ for anybody မထည့်ထားဘူးကျွန်တော်ပဲထည့်ထားတာ for anybody မထည့်ထားဘူး the piano was too heavy for anybody to move သူမထည့်ထားဘူးသူရေးထားတာက the piano was too heavy to move လို့ပဲသူဖြေထားတာဖြစ်တယ်နောက်တစ်ခုဒီမှာလည်း these apples are not ripe enough to eat ဒါတော့ဒါတော့မထူဘူးရတယ်အဲ the situation is too complicated for me ဒီမှာကျွန်တော် for me သုံးတယ်ဒီမှာ too complicated 2 part 1မှာသုံးတယ် for me မသုံးဘူးဒီမှာလေးဒီတိုင်းပဲ for us လို့ကျွန်တော်ထည့်တယ် number 6မှာ तू for us မထည့်ဘူးနော် for us မထည့်ဘူးဒီမှာလဲကျွန်တော်တို့က for ဒါကတော့ထည့်ရမယ် for 3 people ပါတဲ့အတွက်တော့ for 3 people ပေါ့ဗျာ okay နောက်တစ်ခုက things are too small to be ဒါလည်းအတူတူပါပဲကျွန်တော်တို့ကဒါ you ဆိုတဲ့အတွက်အဲဒါကမထည့်လဲရတယ်လေထည့်ခြင်းလဲ for you လို့ထည့်ခြင်းလဲရတယ်ဒါကတော့တိတ်ပြီးတော့မထူးဆန်းဘူး အဲ့ဒါကျွန်တော်တို့ကဘာလို့မတူတာလဲသူက grammatically အရနှစ်ခုလုံးဒီမှန်ပါတယ်တဲ့နှစ်ခုလုံးမှန်တယ်သို့တော်ညာလဲဒီဟာမျိုးကျွန်တော်တို့ဒီ subject တွေမတူဘူးဆိုရင် for ခံပြီးတော့မှ object ပုံစံပြောင်းမှုထည့်တာကပို့ပြီးတော့မှ specific ကြကြပေါ့နော်အသေးစိတ်ကြကြင်လို့ပြောကြည့်ရင်တော့ဒီပုံစံကိုသုံးပါတယ်တဲ့ဒါပေမဲ့အသုံးများတာကတော့တစ်ဖက်ကပုံစံပါပဲတဲ့တစ်ဖက်ကပုံစံပါပဲတဲ့သို့တော်ညာလဲကျွန်တော်တို့ကစာမွေးပွဲဖြေရမှာဆိုတော့အဲ အတင့်တော်ဆုံးကတော့ဒီလိုမျိုး subject တွေမတူဘူးဆိုရင်4ခံပြီးတော့မှရည်တာတော့အကောင်းဆုံးပါပဲခင်ဗျာဟုတ်ကဲ့ဒါဆိုရင်တော့အားလုံးစီမံသွားလိမ့်မယ်လို့ထင်ပါတယ်စီမံပြီးဒီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝေယမချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးနေကြည့်ပေးခြင်းလို့ကြီးစုတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်ပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေဘိုင်ဘိုင်